စားကလေးတမုံနှမုံတခါကရွာကလေးတရွာမှာမိခင်တူဟာသူမရဲ့သားငယ်လေးနဲ့အတူနေထိုင်ပါတယ်သူတို့သားမိနှစ်ယောက်ကကျွေဝချမ်းသာတာတော့မဟုတ်ပေမဲ့ရိုးရိုးရှင်းရှင်းတက်တောင့်တက်တာနေထိုင်စားတောက်ဖို့အတွက်တော့အလုံးအလောက်ရှိပါတယ် ဒါပေမဲ့မိခင်ဖြစ်သူဟာမကြာခဏဆိုသလိုအိမ်နီးချင်းအမျိုးသမီးစီမှာအင်းချက်စရာဖြစ်စီအတူအထွာလေးတွေချီးငှားတောင်းယူတတ်ပါတယ်အဲ့ဒီအိမ်နီးချင်းအမျိုးသမီးကစင်ရဲနွမ်းပါပြီးတော့နေ့စဉ်အခြေခံလိုအပ်ချက်လေးတွေအလျင်မီဖို့တောင် မနေရုံးကန်နေရသူပါ ဒါကြောင့်သားငယ်ကအမေဖြစ်သူရဲ့လောက်ရကိုထူးဆန်းတယ်လို့မြင်မိပါတယ်။တရက်မှမိခင်က အိမ်နှင်းချင်းအမျိုးသမီးစီသွားပြီးတော့အမရဲ့စားလေးနည်းနည်းလောက်ပေးပါအောင်တစ်ခါချက်စာလောက်ပဲဆိုပြီးတော့တောင်းယူခဲ့ပြန်ပါတယ်။အဲ့ဒီမှာတားငယ်က တိကျင်စိတ်ကိုအောက်မထားနိုင်တော့ပဲမိခင်ကိုမိလိုက်ပါတယ်အမေသားရိမ်မှာစားရည်အများရွက်ရှိတယ်လေတကယ်လဲမလို့ပဲနဲ့ဘာဖြစ်လို့ဟိုအန်ဒီစီကတော့တောင်းရတာလဲမိခင်ကပြုံးပြီးတော့သားငယ်ကို ပြန်ဖြေပါတယ်ဒီလိုသားရဲ့အဲ့ဒီအန်ဒီက ငွေကြေးအခက်အခဲလေးရှိနေတော့မေတို့စီကနေခဏခဏအခုအညီယူနေရတယ်အမေတို့ကအမြဲတမ်းပြီးနေရပြီးတော့သူကတော့အမြဲပဲတောင်းယူချီးငှားနေရတဲ့ဘက်ကဆိုရင်ကြာလာရင်သူရှက်လာမယ်တင်ငယ်လာမယ်သူ့ဘက်ကဘာမှလည်းပြန်မပေးနိုင်ဘူးမကူညီနိုင်ဘူးဆိုပြီးတော့အားနာလာမယ် ဝမ်းနေအားငယ်လာမယ်ဒါရဲ့အခုလိုမျိုးအမေဘက်ကနေစားလေးဖြစ်ဖြစ်ကြားလေးဖြစ်ဖြစ်အသေးအမွှားလေးမကြမကြသွားသွားချင်းငှားတဲ့အခါကျတော့သူ့စိတ်ထဲမှာအမေတို့နဲ့သူတို့နဲ့ကတယောက်ကိုတယောက်အပြန်အလှန်ကူညီနေကြတာလို့ခံစားရစေတယ်အမေတို့နဲ့သူတို့နဲ့ကတန်းတူညီမျှဂုံတိတ်ခါရှိကြတယ်ဆိုတာမြင်စေချင်တယ် တားငယ်ဟာခေါင်းတညင်ညင်နားထောင်ပြီးတော့မိခင်ဖြစ်သူကိုထွေးဖက်လိုက်ပါတယ်။သူနားလေသွားပါပြီ။ကိုမရှိတာကိုပေးကမ်းလူဒန်းတာဟာအကျဉ်းနာတရားဖြစ်ပါတယ်။တပါးသူကိုပေးကမ်းသူနေရာမှာထားပြီးတော့ ေးကမ်းခြင်းရဲ့ပျော်ရွှင်မှုပီတိကိုခံစား권ပေးတာဟာလေအကျဉ်းနာတရားပဲဖြစ်ပါတယ်